ပဝင်းကျင်ဆိုင်ရာဥပဒေတည်းအဲ့ဒါဒီကတကယ်ပဲအလုပ်ဖြစ်ရလားဒါမှမဟုတ်စာရုပ်ပေါ်မှာပဲရှိနေတဲ့ကြားရီလိုဖြစ်နေတလားအဲ့ဒီမင်းဝန်ကြီးနဲ့ပဲဒီတစ်ခေါက်အကြောင်းအရာကိုစားလိုက်ကြအောင်ဆိုတော့စည်းကမ်းချက်တရေအောင်မြင်မှုကိုဘလို့တိုင်းတာကြမလဲအဲ့ဒါကိုပဲဒီမှာအတူတူလေ့လာကြည့်ကြမှာပါအင်းတိုင်းတာလို့ရတဲ့အရာကိုပဲစီမံခန့်ခွဲနိုင်တဲ့ ဒီစကားချားဖို့ကြမှာပေါ့နော်တော်တော်လေးကိုအစွမ်းထက်တဲ့ယူအဆပါစဉ်းစားကြည့်လေကခုခုကိုပိုကောင်းအောင်လုပ်ချင်တယ်ထိန်းချုပ်ချင်တယ်ဆိုရင်အရင်ဆုံးတိုင်းတာနိုင်ဖို့လိုလေဆိုတဲ့သဘောပဲတိုင်းတာမှုကအဓိကတော့ချစ်ပဲပေါ့နော်ဒါမဲ့ဒီမှာတဲ့အရေးယူဆုံးမိခုံးတစ်ခုထွက်လာပြီဟုတ်ပြီတိုင်းတာတယ်ဒါမဲ့တိုင်းတာနေတဲ့အရာတွေကတကယ်ရောမှန်ကန်ရဲ့လားအရေးပါတဲ့အရာတွေဟုတ်ရဲ့လားပဝေးချင်းကိုကောက်ခဲဟိုးဆိုပြီးတခုခုကိုတိုင်းတိုင်းနေုံနဲ့တကယ်ပဲလုံလောက်သွားပြီလား ဒါမှမဟုတ်တကယ်ကိုအတီးအကျတဲ့အရာတွေကိုတိုင်းတမိဖို့လိုနေသေးလားအဲ့ဒါကအတီးကပဲကောင်းပြီဆိုတော့ဒီပြဿနာကိုဘယ်လိုဖြေရှင်းကလဲအစိုးရတယ်မလေးဒီအတွက်တီးသန့်သုံးနေကြ2တခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့ OECD framework ပါပဲတရားထိခိုက်ရရချက်ကအရင်ရှင်းတယ်လုံဆောင်ချက်တွေကိုရေတွက်နေတာချက်တကယ်ကိုထိရောက်တဲ့ရလက်တွေကိုတိုင်းတာဖို့ပဲကိုအာယုံပြောင်းလိုက်တာပဲဒီပုံစံကိုရှင်းရှင်းလေးပဲစဉ်းစားကြည့်အောင် ကဘာကျော်ကြီးကိုလူနာတယောက်လို့သဘောထားပြီးကျမ်းမာရေးစစ်ဆဲမှုလုပ်နေတယ်လို့မြင်အောင်ကြည့်လိုက်။ယူရှင်းတယ်ဟုတ်။အဆင့်၃ဆင့်မဲ့ရှိတယ်။တက်ဘာတွေ၃ဆွဲလိုက်တယ်လဲဒါက inputs ။နက်ဘာတွေလုံးဆောင်ခဲ့တယ်လဲဒါက outputs ။ပြီးတော့အရေးကြီးဆုံးအဆင့်အဆုံးမှာဘာရလက်တွေထွက်လာတယ်လဲအဲ့ဒါက outcomes ပဲ။ကဲဒီအဆင့်တွေကိုဥပမာလေးတွေနဲ့တစ်ချက်ကြည့်ရအောင်။ input ဆိုတာကတော့ရင်းနှီးမြှုပ်နှံလိုက်တဲ့အရင်အမိတွေပေါ့။ဥပမာ ပဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီတခုအတွက် budget တွေ one ton တွေပစ္စည်းကိရိယာတွေပေါ့ outputs ကကြတော့လုတ်လိုက်တဲ့အလုပ်တွေစစ်ဆေးမှုဘဏ္ဍာခလုတ်ခဲ့လဲပါမစ်ဘလောက်ထုတ်ပေးခဲ့လဲအဲ့ဒါမျိုးတွေဒါပေမဲ့အားလုံးထဲမှာအရေးကြီးဆုံးက outcomes တကယ်ရလာအစင်မှန်ပေါ့ညဉ့်ညံ့မှုတကယ်ပဲယော်သွားလားစီကန်းလိုက်နာမှုတွေတကယ်ပဲတန်လာလားအဲ့ဒါကိုတိုင်းတာတာပဝန်းကျင်တကယ်တိုးတက်လာပြီဆိုတဲ့နောက်ဆုံးရလက်ကိုမရောက်ခင်ပါလေ ကြားထဲမှာတိုင်းတားရမယ့်အရာတစ်ခုရှိသေးတယ်။အဲ့ဒါကတော့အဖြူမှုပြောင်းလဲမှုပဲ။စုံထောက်တယောက်လုံးမိကုန်းဒီထုတ်ကြည့်အောင်။စက်မှုလုပ်ငန်းတွေကဥပဒေကိုတကယ်ပဲနားလည်သွားပြီလား။ကုမ္ပဏီတွေကကောဘယ်သူမှမတိုက်သွင်းဘဲနဲ့စပီစီအသက်တွေကိုသူ့အလိုလိုတက်ဆင်လာပြီလား။ခြုံပြောရရင်စီကန်းလိုက်နာမှုနှုန်းကဘလောက်ထိတက်လာပြီလဲ။ဒါတွေကနောက်ဆုံးရလက်ကောင်းနေထွက်လာတော့မယ်ဆိုတာရောကြိုပြောနေတဲ့လက္ခဏာတွေပဲ။အခုထိတော့အလုံးကရှင်းလင်းနေတယ်လို့ပဲနော်။ဒါပေမဲ့ တကယ်ရလတ်အဲ့ဒီ outcomes တွေကို တိုင်းတာတဲ့နေရာမှာပဲအခက်အခဲတွေကဆလာတာဒီအလုတ်ကလေစရင်စရာတွေနဲ့ပဲအလုတ်လုတ်တဲ့စရင်ကြိုင်တယောက်ရဲ့အလုတ်မျိုးမဟုတ်တော့ဘူးပို့ပြီးတော့စုံထိုးတယောက်ရဲ့အလုတ်နဲ့တူလာပြီးရှုပ်ထွေးနေတဲ့တဲလွန်စားလီဂျားထဲမှာအဖေမန်ကိုရှာရသလိုပဲမာဘီကောက်ချက်ချမိနိုင်ပြီးအန်ဒီရဲ့ကလည်းအများကြီးပဲအကြီးမားဆုံးစင့်ခေါ်မှုတစ်ခုကပါလဲဆိုတော့ attribution problem လို့ခေါ်တဲ့အကြောင်းရင်းအဆက်မန်ကိုရှာရတဲ့ပြဿနာပဲဥပမာတစ်ခုပြောပြမယ် မြစ်တစင်တန့်ရှင်းလာတယ်ဆိုပါစို့ကောင်းတာပေါ့ဒါပေမဲ့ဘာကြောင့်တန့်ရှင်းလာတာမလဲအစိုးရအေဂျင်စီကတန်ငွေတွေတင်းတင်းကျပ်ကျပ်ချမှတ်လိုက်လို့လားဒါမှမဟုတ်တိုက်တဲ့ဆိုင်ဆိုင်စီးပွားရေးကျဆင်းသွားလို့စိတ်ယုံကြည်တည်ုံပိတ်ခွာတာကြောင့်တန့်ရှင်းသွားတာလားဘယ်ဟာကတိကျတဲ့အကြောင်းရင်းလဲဆိုတာကိုတိတိကျကျခွဲခြားနိုင်ဖို့ကတိတ်ကိုရေးချီးတယ်နောက်တစ်ခုရှိသေးတယ်အချက်လက်တွေရဲ့အရေးအသွေးပြဿနာစဉ်းစားကြည့်ပါစည်းကမ်းထိန်းသိမ်းရေးဖွဲ့တွေကသူတို့စစ်ဆေးရမယ့် company တွေကိုယ်တိုင်ပေးတဲ့ညံ့ညားမှု data တွေကိုပဲအားကိုးနေရတာမျိုးတွေ မကြကနထိတတ်တယ်။ဒါကဘာနဲ့တူနေလဲဆိုတော့ကြက်ချံကိုမြေခွေးနဲ့ဆောင်းခိုင်းခါတလို့ပဲပေါ့ဟုတ်တယ်မလား။ကဲဒါဆိုရင်ဒီအယူဆတွေကအကက်လက်တွေမှာဘယ်လိုအလုပ်လုပ်တယ်လဲဆိုတာကြည့်ဖို့အချိန်ရောက်ပြီ။အဖြစ်ပြက်တစ်ခုခုအတူတူမြင်အောင်ကြည့်ကြရအောင်။ Green River လို့ခေါ်တဲ့စေယုံကြီးတစ်ခုမှာဓာတုပစ္စည်းရိုးစိမ့်မှုအကြီးကျယ်ဖြစ်ပွားခဲ့လေ။အဲ့ဒီရိုးစိမ့်မှုကြီးဖြစ်ပြီးတဲ့နောက်မှာတော့စုံစမ်းစစ်ဆေးသူတွေကအထက်ကမိကုန်ကြီး၃ခုကိုအပြေစာရတော့တာပေါ့နံပါတ် ဒီစက်ရုံက ISO 1400ဒီလက်မှတ်ရထားတာလေဒီလောက်ဖြစ်နေတဲ့စီမံခန့်ခွဲမှု system ကဘာလို့ကြရှုံထွားရတာလဲနံပါတ်1စီကန်းထင်းတင်းကြီးအဖွဲရဲ့စစ်ဆေးမှုအချင်းစရာအဲ့ဒါခုနကပြောတဲ့ OACD ရဲ့ output ပေါ့အဲ့ဒါကတကယ်ပဲထိရောက်တယ်လားပြီးတော့နံပါတ်3အစားကလေးကအန်ဒီရဲ့ကိုအကဲဖြတ်တဲ့နေရာမှာတခုခုမှားနေကြတာလားစုံစမ်းစစ်ဆေးမှုတွေပြီးမှတော့အဖေကရှင်းရှင်းလင်းလင်းထွက်လာတယ်စိတ်ယုံရဲ့ ISO လက်မှတ်ကိုချက်ချင်းဆိုင်ငတ်လိုက်တယ်ဒံငွေတွေလည်းချမှတ်ခဲ့တယ် ဒါကဘာကိုပြလဲဆိုတော့စစ်စင်းမှုတွေတကယ်ပဲအလုံးလုံးတဲ့အခါဘာဖြစ်လာသလဲဆိုတာကိုပဲဆောင်ရက်ပေါ်မှာအမှန်ချေယုံတတ်တတ်မဟုတ်တော့ပဲစစ်နှစ်တစ်ခုလုံးရဲ့အားနည်းချက်ကိုဖော်ထုတ်ပြီးတကယ့်ကိုထိရောက်တဲ့အကျိုးဆက်တွေဖြစ်ပေါ်လာစေရပေါ့ဟုတ်ပြီဒီလိုစင်ခေါ်မှုတွေရှိနေပြီမဲ့အနာဂတ်အတော်မျောလင့်ချက်ရောမရှိတော့ဘူးလားမဟုတ်ပါဘူးဤပညာနဲ့ပွင့်လင်းမြင်သာမှုတွေကဒီကစားခွင့်တစ်ခုလုံးကိုဘယ်လိုပြောင်းလဲပြစ်နေပြီလဲဆိုတာကိုကြည့်လိုက်ကြရအောင်အနာဂတ်လမ်းကြောင်းတွေကတကယ်ကိုအားတက်စရာပဲ ဥပမာ drone နေအဝေးအာရုံခံစနစ်တွေတုံးတဲ့ digital auditing လိုမျိုးပေါ့ AI ကဆိုရင်အရင်ကလူတွေနိုင်ပေါင်းများစွာခွဲခြားစစ်ဖျားရမယ့် data တွေကိုစက္ကန့်ပိုင်းအတွင်းပြီးအောင်လုပ်နိုင်လာပြီအချိန်ပိုင်းစစ်ဆဲတာမျိုးမဟုတ်တော့ပဲအချိန်နဲ့တပြေးညီစောင့်ကြည့်တဲ့ real time monitoring ကိုပြောင်းလဲလာပြီဒါတွေအားလုံးထဲမှာအရေးကြီးဆုံးကတော့ public transparency ပဲညံ့ညမ်းမှုအချက်လက်တွေကိုလူတိုင်းဝင်ကြည့်လို့ရအောင် online မှာချပြတာဒါဟာတကယ်ကို game changer တကူပဲဒါပေမဲ့ဒီနည်းပညာတွေရှိနေပေမဲ့လည်း ကဘာလုံးဆိုင်ရာကွာဟရက်တွေကတော့ရှိနေတော့ဘဲတဖက်မှာဝင်ငွေမိနိုင်ငံတွေလာခိုင်မာတဲ့ OECD ပုံစံစည်းကမ်းထိန်းသိမ်းမှုတွေလုပ်နေချိန်မှာ Global ဆောင်းနိုင်ငံအတော်များများမှာတော့စာရော့ပေါ်မှာအကောင်ဆုံးဥပဒေတွေရှိနေတယ်။ဒါပေမဲ့လက်တွေအကောင်းတဲ့ဖော်မှုမှာတော့အကြီးကျယ်ကွာဟနေတော့ဘဲဒီနေရာမှာသတိထားရမယ့်အချက်တစ်ခုကကောင်းမွန်တဲ့ဥပဒေရှိတာနဲ့အဲ့ဒီဥပဒေကိုတကယ်အာဏာတည်အောင်လုပ်နိုင်စွမ်းရှိတာကလုံးဝမတူဘူးဆိုတာကပဲ။ အဲ့ဒီအချက်ကပဲတတော်လီကိုရှုတ်ထွေးတဲ့မေးခွန်းတစ်ခုကိုမွေးထုတ်လိုက်တယ်။နိုင်ငံလက brand ကြီးတစ်ခုကဖွံ့ဖြိုးဆဲနိုင်ငံကသူ့ရဲ့ supplier တယောက်ကိုဝင်ပြီးစစ်ဆေးတဲ့အခါအဲ့ဒါကနယ်ချဲဝါရာပုံစံအစ်စ်တစ်ခုလား။ဒါမှမဟုတ်တကယ်ပဲလိုအပ်နေတာလမ်းညွှန်မှုတစ်ခုလား။ဒါကကဘာလုံးဆက်ရကုံသွဲမှုကွင်းဆက်ထက်ကအင်မတန်ကိုရှုတ်ထွေးတဲ့အာနာချင်းဝင်းလျာကိုမိမောက်ထိုးပြနေတာပဲ။အဆုံးတန်ညီနဲ့ဒီစကားလေးတစ်ခုနဲ့မေနေကုန်းချူချင်ပါရင် စီကန်လိုက်နာမှုဆိုတာအနင်းဆုံးကြံခင်မဲ့ချစ်တဲ့အနင်းဆုံးမျက်နှာကြမဟုတ်ဘူးတဲ့ဆိုလိုတာကနောက်ဆုံးမှာပဝင်းချင်းဆိုင်ရာစစ်စေးမှုရဲ့တကယ်ပန်းတိုင်ဟာစီမင်းဆောက်အုပ်ချက်ကအချက်တွေကို အမှန်ချစ်ဖို့တတ်တတ်မဟုတ်ဘူးအဲ့ဒီချက်ကြော်လွန်ပြီးကဘာကျူကြီးရဲ့ကျမ်းမာရေးကိုတက်တက်ကြွကြွကောက်ကွန်းဆောင်ရှောက်ဖို့ပဲဖြစ်တယ်ဆိုတာပါပဲ